ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မော်ဘတ်စကားလေးရဲ့အကူကြီးနှစ်ရက်နေကြရင်ကျောင်းအကလေးတွေအကုန်လုံးခီးထွက်ကြမှာ။တမရတော့ဆီယာမမတော်လို့ညင်းလိုက်တယ်။ဒါပေမဲ့ဆီယာမကျောင်းစာရင်းနဲ့အတူ ။သမီးတို့ပြခန့်နေတဲ့သမိုင်းဝင်နေရာတွေလည်းကြီးတဲ့နေ။တိလဲတိတဲ့နေလို့ပြောတယ်။ဟုတ်တယ်။ဆရာပြောတာမှန်တယ်။ငါတို့သမီးလေးဘယ်နေရာမှာမှနောက်မှမနေရအောင်သမီးခီးသွားရမယ်။ဟုတ်တယ်သမီး။အမေသမီးတို့ကဝစ်ဆောင်အစ်တောင်ချုပ်ထားပြီးပြီ။အဲဒါကြောင့်သမီးဘာမှစိတ်ပူစရာမလိုတော့ဘူး။ချီးစုပါဖီဖီနဲ့မမေ။ဖီဖီနဲ့မမေလုံးမိပါအောင်လှူဒါန်းရပါစေ။တမီးရဲ့လူရင်းစနာတတိလျာအစဖြည့်စည်းဖို့မမေတို့နေအောင်နေညအလုံးလုပ်ကြတယ မီးလည်းအမြန်ဆုံးအောင်မြောင်ကြိုးစားပြီးဖီဖီနဲ့မမီတို့ရဲ့အိမ်မက်ကိုအကောင့်ထည့်ဖို့မယ်။မီနာဟာလူလက်တန်းစားမိသားစုတွေရတယောက်ပါ။သူ့ဖေကကူလီထန်းတဲ့အလုပ်ကိုလုပ်ပိုင်။သူ့ဖေကတခြားငှက်ကလေးတွေရဲ့ပစ္စည်းတွေကိုတဲပြီးရတဲ့ပတ်စံအိမ်ထွက်သုံးပိုင်။သူတို့ဟာဘူတာနားမှာအိမ်ငါပြီးတော့နေကြပိုင်။မီနာတို့မိသားစုဟာဒီလိုပဲပျော့ပျော့ရွှင်ရွှင်နဲ့နေထိုင်ကြပိုင်။မီနာရဲ့ဖေကအယမ်းမဲစိတ်ရှည်ပြီးတနာတတဲ့ငှက်တကောင်ပဲဖြစ်ပိုင်။ သူဟာသူတစ်ပါးကိုအမြဲတမ်းကူညီတတ်ပါအဲဒီလိုနဲ့ပဲတနေ့မှာမျက်မမြင်ငှက်မလေးတီနာဟာသူ့သမီးလေးဆိုနာခေါ်ပြီးဘူတာမှာယထာစောင့်နေအောင်သူမဟာရုတ်တရက်ချေချော်ပြီးသူ့သမီးကိုတိုက်ပြီးလို့သမီးဆိုနာဟာတန်လန်းပေါ်ပြုတ်ကျသွားပါအမေကေပါအောင်ကေပါအောင်အမေအမေအမေကလေးလေးဖျောက်သွားလေဖင်ပါလေအမေကလေးလေးအဲလိုနဲ့မျက်မမြင်ငှက်အမေဟာဘာမှမတတ်နိုင်ပြီမဲ့သူ့ရဲ့စုံသားလေးကိုရှာနေအောင်ပါပဲ စုံနာတကောင်ယထာတန်လန်းပမာငုံနေရှာပိုင်တစ်ဖက်မှာလည်းယထာဟာဟွန်တီရင်နဲ့အရှိန်နဲ့လာနေပိုင်အဲဒီချိန်မှာပဲမိနာရဲ့အဖေတွန်းနာဟာငိုနေတဲ့သားမီးမြောက်ကိုမြင်သွားပိုင်တွန်းနာဟာ သူ့တဲလာရဲ့အိတ်တွေကိုချပြီးတန်လန်းပမာငုံနေတဲ့စုံနာလေးကို အမြန်ဆုံးသာဆင်းကင်လိုက်ပြီးတော့အပေါ်တင်လိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲယထာဟာလည်းရှောက်လာပိုင်တနာဟာသူ့ရဲ့ရဲရင်မှုနဲ့စုံနာလေးကိုကယ်နိုင်ခဲ့ပြီမဲ့သူ့ကိုသူတော်မကယ်နိုင်ခဲ့ပဲ အဲ့ဒီနေရာမှာပဲတိတ်ဆုံသွားခဲ့ပိုင်ဒီတရင်ကို သူ့အိမ်ကကြာတော့သူတို့အပေါ်ဒုက္ခမို့အကြီးကျယ်ရွာကြတယ်လို့ဖြစ်သွားတာပေါ့သူတို့ဟာတရင်ကြပြီးရှိုက်ကြီးတငင်နဲ့ငိုကြပါအောင်လေအမေအဖေကသမီးတို့ထားခဲ့ပြီးဖယ်သွားရလဲအမေသမီးတို့ဘယ်လိုလုပ်ကြမလဲအမေခုသမီးတို့ဂျင်နာတွေဘသူကဖြည့်ပေးမှလဲသမီးတို့ဘသူကပညာသင်ပေးပြီးအရာရှိကြီးဖြစ်အောင်ကူညီမှလဲအချိန်တို့အတွင်းမှာမိနိုင်ရဲ့အမေဟာလေနေမကောင်းဖြစ်လာပါဘူး အခုဆိုရင်တအိမ်လုံးရဲ့တာဝန်ဟာမိနာပေါ်ရောက်လာပါဒီလိုနဲ့ပဲအချိန်တလာကုံဆုံးသွားပါအမေတမိပန်းဟင်းနဲ့ရိုဒီလောက်ထားတယ်အမေထပြီးအစာစောစောစားလိုက်ပါမိနာတမိပဲစားလိုက်တော့အမေဘိုက်မစားအောင်အမေနည်းနည်းတော့စားလိုက်ပါအမေမစားရင်တမိလည်းမစားတော့နည်းနည်းလေးစားလိုက်ပါမေရဲ့အမေမစားရင်ကောင်းကင်မှာအဖေလည်းပြောမှာမဟုတ်ဘူးကျေးဇူးပြုပြီးစားလိုက်ပါခဏကြာမှမိနာအမေဟာအစာနည်းနည်းစားလိုက်ပါ ဒီလိုပဲအချိန်တွေဟာလည်းကုံဆုံးနေခဲ့ပါတယ်။ဒီကြားထဲမှာမီနာလေးရဲ့ဆန်လန်းအောင်စင်ကလည်းထွက်လာပါတယ်။မီနာဟာတကြောင်လုံးမှာပထမရခဲ့ပါတယ်။အမေခုအမေပြောပြီမလား။ဒီနေ့အဖေသာရှိခဲ့မယ်ဆိုရင်ဘယ်တော့ပြောလိမ့်မလဲ။ဒါပေမဲ့လည်းအမေကြည့်ထား။သမီးအမြန်ဆုံးပညာဆုံးခန့်တိုင်အောင်သင်ပြီးအဖေနာမည်တွေအောင်သမီးလုပ်ပြမယ်။မီနာပြောနေတော့မှာပဲသူတို့ရဲ့အိမ်ပိုင်ရှင်ခရက်ကရောက်လာခဲ့ပါတယ်။မီနာသမီးတို့နှစ်ယောက်နေဖို့တခြားနေရာရှာလိုက်တော့ ဘာလို့လဲဆိုတော့ငါဒီအိမ်ကိုသူမြောက်ငှားလိုက်ပြီဆရာရဲ့အိမ်ကိုသူမြောက်ငှားတယ်ဆိုလဲကြိုပြောထားပေါ့ရှင်ဒီအန်ကငါအိမ်ငါဘသူ့ငှားမယ်မငှားဘူးဆိုတာနင်တို့အမေးစရာမလုံးနင်းယောက်ျားစိတ်ထားကောင်းခဲ့လို့ငါအခုတည်းဘာမှမပြောပဲနေနေရအခုတော့မရတော့နင်တို့နှကောင်စလုံးငါအိမ်ကအခုထွက်သွားကြတော့အိမ်တော့မှာတော့တာမီနှစ်ယောက်စလုံးငိုပြီးအိမ်ကနေထွက်သွားကြပါအောင်အမေအခုသမီးတို့ပြေးသွားရတော့မှလဲ ကန်တရခေါ်ဆောင်သွားမယ်နီဟာပဲပေါ့တမီရဲ့သွားမယ်တမီမေမေနဲ့လိုက်ခဲ့အဲဒီနောက်မှာတော့တာမီနီယောက်ဟာအင်ရှာထွက်ကြပါတော့တယ်ဒါပေမဲ့ဘယ်နီယောက်မှအင်ရှာမတွေ့ခဲ့ပါဘူးသူတို့ဟာအသွားလာနေတဲ့လမ်းပေါ်မှာရှောင်နေရောမှာပဲအဲဒီချိန်မှာအချိန်နဲ့လာနေတဲ့ကားတစီးဟာမိနာလီရဲ့အမေဝင်တိုက်ပြီးတော့ထွက်သွားပါတယ်အမေအမေဘာဖြစ်သွားလဲအမေတရားရောက်ရှိလားကုညီကြပါအောင်လူသူကင်းမဲ့တဲ့လမ်းမှာသူတို့ကုညီမဲ့သူတရားမှမရှိခဲ့ပါဘူး အဲဒီချိန်မှာသူဟာဘသူမှမရှိတဲ့ဘတ်စကားတစ်စီးကိုတွေးလိုက်ပိုင်းသူမဟာဘလို့ပဲဖြစ်ဖြစ်သူမအမေကိုကားပေါ်ရှာအောင်တင်ပြီးကားမောင်းပြီးတော့အမေကိုဆေးရုံပို့ပေးလိုက်ပိုင်းဒီမှာငှက်ပါလေသမီးမေရဲ့ခေါင်းတံရသွေးထွက်လွန်နေရဲ့အဲ့ဒါကြောင့် operation လုပ်မှရမယ်သမီးပတ်စံတသိန်းယူခဲ့ပါဆရာဝန် operation အတွက်ပြင်ဆင်လိုက်ပါ သမီးခုပတ်စံယူခဲ့ပါမယ်မိနာလေးဟာအဲ့ဒီဘတ်စကားထဲမှာထိုင်ပြီးငုံနေရှာပါရဲ့ဖခင်ရဲ့ တမီအစာတွေကအဖေကိုဆုံးရှုံးထားပြီးအမေသာတခုခုဖြင့်တမီအသက်ရှင်နိုင်မှာမဟုတ်ဘူး။ဘာပဲဖြစ်နေဖြစ်နေတမီအမေကိုကယ်ရမယ်။ဒါပေမဲ့အဲ့လောက်ပတ်စံဖះယူလာရမှာလေ။အဲ့အချိန်မှာကားကနေအတန်တန်ကြားလိုက်ရပါတယ်။တမီမီနာတမီမစိုးရင်မှနဲ့ငါဟာနတ်တမီတိုင်းပြည်ဘဝလာတာပါ။မော်ဘတ်ကနဲ့တမီတို့ရဲ့ကောင်းမှုတွေကိုကြည်ပြီးနတ်တမီဘရင်မှလှုပ်လိုက်တာပါ။တမီကိုကူညီပေးဖို့ငါလာခဲ့တာပါ။တမီမစိုးရင်နဲ့ ရှော့တမီးလုံနေရဲ့ပတ်စံတသိန်းဘတ်စကားရဲ့ခြေစုပ်တမီးဘလို့ပြန်ဆက်ရမှာလဲမော်ဘတ်စကားလေးတမီးတို့ကုညီမဲ့သူမရှိရဲ့အချိန်မှာကုညီပေးခဲ့လို့ခြေစုပ်တင်ပါရဲ့မီနာအဲ့ဒီပတ်စံကိုယူသွားပြီးသူ့အမေရဲ့ operation အတွက်ပေးလိုက်ပါရင်မကြခင်မှာပဲသူ့မအမေဟာနှီးပြန်ကောင်းလာရင်နောက်မှာမော်ဘတ်စကားလေးကအခုမင်းတို့နှစ်ယောက်စလုံးငါကားတဲ့ဝင်မှာမမင်းတို့စမ်းကြည့်ကြတခုပြမယ်အဲ့ဒီနောက်မှာဘတ်စကားဟာ သူ့အလိုလိုဘတ်စကားအိမ်လေးအဖြစ်ပြောင်းသွားပါ යි မီနာအခုဒီအိမ်ကသမီးတို့အိမ်ဖြစ်သွားပြီသမီးမီနဲ့အတူတူဘတ်စကားအိမ်လေးမှာပျော်ပျော်ရွှင်ရွှင်နဲ့နေလို့ရပြီပြီးတော့ဒီအိမ်မှာသမီးတို့ဘာမှလိုအပ်မှုမရှိစေရအောင်အဲ့ဒါကတော့ဟုတ်ပါပြီဒါပေမဲ့မော့ဘတ်စကားလေးသမီးတို့ဒီဘတ်စကားမြုပ်နဲ့အဝေးကြီးလေသမီးကြောင့်ဘယ်လိုသွားရမှာလဲတော်ပြီဒီလောက်ပဲလားငါကဘယ်ချိန်အသုံးဝင်မှာလဲအဲ့ချိန်အစားပြီးမီနာတို့တာမီနီယာဟာ ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြပါရင်သူတို့မှဘာမှလိုလေသေးမရှိခဲ့ပါဘူး။မော်ဘတ်စကားလေးကလည်းအရာရာတိုင်းမှာမိနာတို့ကူညီပေးပါအောင်တယ်။ညက်ကလေးရဲ့တစ္ဆာရှိမှုနှင်းဝင်နေတဲ့တောအုပ်လေးတစ်ခုမှာတီနာငှက်မလေးဟာသူ့ရဲ့ယောက်ျားဖြစ်သူမိုတာကြီးကန်းနဲ့အတူနေထိုင်ပါရင်မိုတာကြီးကန်းဟာတီနာနဲ့ချစ်ကြိုက်ပြီးယူခဲ့ကြတာပါ။အဲဒါကြောင့်သူတို့မိဘတွေဟာအိမ်ကနေနှိမ့်ထုတ်ခဲ့ပါတယ်။ကျမတို့ဘယ်မှာသွားနေရမှာလဲ။ကျမတို့အင်အားလူတွေကကျမတို့နှိမ့်ထုတ်လိုက်ပြီလေ။ ရှင်းမှာအခုလောက်ရအလုပ်လည်းမရှိဘူးကျမတို့ဘယ်မှာနေပြီးတော့ဘာရီစားရမှာလဲအချစ်လေးရလေတော်ကြီးတစ်ခုလုံးရှိနေအောင်တနည်းမဟုတ်တနည်းမှာ အလုပ်ရမှာပါပြီးတော့အင်အောင်ကြည့်ပြီးငှားမယ်လေကိုလောလောတဲ့အချိန်ကြမှာအိမ်သေးဆောက်ကြတာပေါ့အရင်ဆုံးနေရာရှာကြတာပေါ့ညနေများနေအောင်လုံးကတောင်းရဲ့လူကြီးလင်းတာစီကိုသွားပြီးအိမ်တလုံးငှားလိုက်ပိုင်းကဲနေဖို့တော့အိမ်ရပြီအိမ်အလှဆင်လာအောင်မယ်ရှင်လို့သွားရှာလာအောင် အိမ်လာကြရင်ဟင်းချက်စရာလေးဝဲခဲ့အောင်ကဲမိမကိုလှုပ်သွားရှာလာအောင်မေဂျူးဆိုင်နော်အဲ့လိုပြောပြီးတော့မိုတာက အလုတ်ရှာဖို့ထွက်သွားပိုင်းအရန်ကိုစူးစားပြီးမှအလုတ်တစ်ခုရှာခဲ့ပိုင်းညနေအိမ်ပြန်မှဟင်းချက်စရာတွေလည်းဝဲလာခဲ့ပိုင်းရှင်းအိမ်ပြန်လာပြီလားဟင်းချက်စရာတွေပေးလိုက်ကျမဟင်းမြင်မြန်သွားချက်လိုက်မေကျမပိုင်ရန်စာနေပြီပြောပြီးတော့ဟင်းသွားချက်လိုက်ပိုင်းဟင်းချက်ပြီးတော့သူတို့နှစ်ကောင်လုံးကစားလိုက်ကြပိုင်းအဲ့ချိန်ရောက်တော့တီနာက ရှင်ကတော့အလုပ်ရသွားပြီ။ရှင်အလုပ်ရသွားရင်ကျမတယောက်နဲ့ကြံခဲ့မှာ။ကျမစဉ်းစားနေရကျမလည်းရှင်နဲ့အတူတူအလုပ်လုပ်ရင်ကောင်းမလားလို့။အဲ့လိုဆိုရင်ပတ်စံလည်းနှစ်ဆဝင်မယ်လေ။ပတ်စံမြများဝင်အိမ်လေးမြများဆောက်လို့ရမယ်။အဲ့ဒါဆိုကောင်းပြီလေမင်းလဲလိုက်ခဲ့။နောက်နေ့ရစပြီးတီနာလည်းအလုပ်ဆက်သွားပါအောင်ရင်။ဒီလိုနဲ့ပဲအချိန်နှစ်လကုန်သွားခဲ့ပါ යි ။အလုပ်တွေလည်းအဆင်ပြေနေပါ යි ။ရတ္တကျမကိုဝင်ရှိနေပြီ။ကျမရှင်နဲ့အတူအလုပ်မလုပ်နိုင်တော့ ကျမအနားယူဖို့လိုနေပြီတီနာရဲ့ကြောက်တာကြာပြီးမော်တာဟာအရန်ကိုပျောက်ရွှင်သွားခဲ့ပြီးသူတယောက်တည်းအလုတ်သွားပါအောင်ရယ်ဒီလိုနဲ့ပဲရန်အနေငယ်ကုံဆုံသွားပါရင်တနေ့မှာတော့တောအုပ်ရဲ့အကြီးကဲဟာမော်တာရဲ့အိမ်ကို ရောက်လာပါရင်မော်တာရဲ့မော်တာအိမ်ထဲကမြင်မြန်ထွက်လာခဲ့အရေးကြီးစကားတွေပြောကြရရှိရယ်အကြီးကဲပြောစကားနားထောင်ပြီးတီနာအပြုံထွက်လာပါရင်အကြီးကဲဘာပြောကြရရှိလို့လဲရှင် ကျမကိုပြောလေကွန်ပျူတာလုတ်သွားတယ် အဲ့တော့ဆိုလဲသူ့လိုက်ပြောလိုက်ဒီလနေစားပြီးအိလာကနှစ်ဆဖြစ်မယ်ဒီအိမ်မှာနေကျင်နေဆိုရင်တော့အိလာကနှစ်ဆပေးရမယ်အဲ့လိုပြောပြီးတော့အကြီးကထွက်သွားပိုင်ညနေကျတော့ဒီနာဟာမိုတာကိုအချောင်းဆုံးပြောပြလိုက်ပိုင်ခုဘလို့လောက်ကြမလဲအခုရက်ပိုင်းကျမလည်းအလောက်သွားလို့မရအောင်ရှားရဲပတ်စံလည်းနေတယ်လားစားလည်းနှစ်ဆကျမတို့ဘလို့ပေးရမလဲမကြခင်ကလေးကလည်းမွေးတော့မယ်ကျမတို့ကလေးတယောက်နဲ့ဖယ်ထုတ်သွားနေရမှာလေကျမအုံနောက်ကလည်းအလုံးမလုပ်တော့ ကျွန်မတို့နောက်တစ်ချိန်အိမ်ချိန်မဲ့ဖြစ်တော်မယ်။မင်းရကလေးအမိဖြစ်တော်မှာစိတ်တအားမပူနဲ့။မင်းရကလေးအတွက်ပါမကောင်း။ခုမိုးချုံနေပြီ။ဒါရီမနဲ့ကြမှာဆက်စင်းစားကြပေါ့။ပြောပြီးတော့သူတို့အိတ်လိုက်ကြပါ යි ။နောက်နေမနဲ့မော်တာအလုတ်သွားတော့မော်တာဟာအရန်ကိုစိတ်စင်းရနေပါ යි ။သူဟာသူ့မိမကိုခေါ်ပြီးဘယ်သွားရမလဲစဉ်းစားမရဖြစ်နေပါ යි ။စဉ်းစားရင်းနဲ့မော်တာဟာလမ်းမပြီးတန်လန်းဟောင်းပေါ်ရှောက်သွားပါ යි ။အေးငါလမ်းမနေပြီ။ ခဏလေးတော့နားလိုက်အောင်မေးပြီးမှသွားတော့မေးအဲ့လိုပြောပြီးတော့အိုဟောင်းနေရဲ့ရထားထဲမှာသွားနာနေပိုင်းအဲ့ဒီရထားဟာပြက်နေတဲ့အတွက်လူတွေအသုံးမပြုကြတော့ပါဘူးဒီရထားကြီးကအရန်အိုဟောင်းနေရပဲပြီးတော့ဘသူမှလည်းမနေကြအောင်ငါတို့ဒီမှာပဲအိမ်လုပ်ပြီးနေရင်ကောင်းမေးငါအခုသွားပြီးတီနာကိုသွားပြောပြမယ်အိမ်နောက်မိုတာဟာအဲ့ဒီကနေပျော့ပျော့ပဲထွက်သွားလိုက်ပိုင်းညနေအိမ်ပြန်ရောက်တော့မိုတာတီနာကိုရထားအဖြစ်ပြက်တွေအားလုံးကို ပြောပြလိုက်ပိုင်း ။နောက်နေ့မှသူဟာတီနာနဲ့သူ့အင်ယာပျက်စီးတွေကိုတဲပြီးရထားထဲမှာပဲပျော့ပျော့ရွှင်ရွှင်နဲ့နေကြပါအောင်တယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။